ပေးမှာပါ30ရရရင်ပေးမှာဘလို့မအောင်အစီအမံညိုင်လို့အဲ့ဒီ30ရရရောင်းပေးရတာ30ရမှာဒီကလေးကိုကျွန်တော်ပေးလိုက်မှာအမွာသမီးအကြီးမလေးကိုယူရင်30ပေးရမယ်ဆိုတဲ့လေမယားပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မာတာဘန်စတာဖန်နီပေးမှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ပြုလို့မမအကြီးမကြီးကိုသူများမွေးသားမဲ့ဆိုရင်သိနေစနေပေးပြီးတော့ဒီအငယ်မလေးကိုပြန်ပို့မယ်အဲ့လိုမျိုးဆင်းနေတာလူလောကတဲကိုအကူမရောက်လာတဲ့ကလေးတွေကဘာအပြစ်မှမရှိဘူးဆိုပေမဲ့ ဗုဒ္ဓဘာသာအနေနဲ့ကလေးရဲ့အတိတ်ဘဝကုသိုလ်ကံကြောင့်ချက်ချင်းတတနဲ့ဘဝကိုလိုလေသိမရှိနေနိုင်တဲ့မိဘတွေစီမှာ လူလာဖြစ်ရသလိုတချို့ကလေးတွေကြတော့စစင်းရဲ့နဲ့စားပွေစားတောင်းနေရတဲ့မိဘတွေစီမှာ မွေးဖွားလာကြပါတယ်။အခုမြင်တွေ့နေရတဲ့မိသားစုလေးကတော့ဘဝပေးကုသိုလ်ကံကြောင့်အမွာသမီးလေးနှစ်ယောက်ကိုယာထားကြပေမဲ့လေစီးပွားရေးအခြေအနေကြောင့်ကလေးနှစ်ယောက်ထဲကအကြီးမလေးကို မွေးစားမယ်ဆိုရင် ပတ်စံ30ပေးရမယ်လို့ဆိုပါတယ်ဒီလိုစကားမျိုးကိုကလေးရဲ့ဖခင်ကိုတိုင်ကခြေကောင်းလက်ကောင်းကြီးတွေနဲ့ပြောဆိုလာခဲ့တာပါပတ်စံ30ပေးမှကလေးကို ပေးမယ်လို့ပြောပေမဲ့ကလေးကို ရောင်းစားတာမျိုးမဟုတ်ဘူးလို့အင်တာဗျူးတစ်ခုမှာကုံပစ္စည်းကြော်ညာသလိုအယောင်းတင်သွားခဲ့တာပါသူတို့မိသားစုကညောင်တုံးမျိုးမှနေတိုင်းကနေစရာမရှိတာကြောင့်သူများအိမ်မှာကတ်နေရတာပါအမောသမီးငယ်လေးမှလည်း ရန်ကင်းစည်းရုံမှာမျက်လုံးရချင်းလက်ပြနေရပါတယ်။ပြီးတော့ကလေးငယ်လေး6လပြည့်တဲ့အခါမှာတော့နှလုံးခွဲစိတ်ကုသရမယ်လို့ဆိုပါတယ်။တကယ်လို့မခွဲစိတ်ဘူးဆိုရင်ကလေးငယ်လေးရဲ့အသက်ဆုံးဆုံးသွားနိုင်တယ်လို့ပါမောက်ကဆရာဝန်က ပြောဆိုထားတဲ့အကြောင်းဖခင်ကိုယ်တိုင်ပြောဆိုလာခဲ့တာပါ။ဒါကြောင့်သူတို့လေမယားလမ်းမှာစိတ်တူကိုတူတိုင်မင်လာခဲ့ကြပါတယ်။သူတို့ကိုယ်တိုင်ရင်နဲ့လွယ်ပြီးမွေးလာတဲ့အမွာကလေးအကြီးမကို မွေးစားမဲ့သူစီရင် တိန်း၂၀ပေးကိုပေးရမယ်လို့တိုင်မင်ခဲ့တာပါအခုလို့တောင်းတယ်ဆိုတာကလည်းအကြီးမလေးရဲ့ဘဝကောင်းစားဖို့နဲ့သူတို့စီမားစီနေရင်အနေစင်းရဲ့အစားစင်းရဲ့နေရမှာကြောင့်ဆုံးဖြတ်ခဲ့ကြတာပါပတ်စံတိန်း၂၀တောင်းတယ်ဆိုတာကလည်းသူတို့မှာနေစရာသွားစရာစားစရာလည်းမရှိသလိုအငယ်မလေးကိုလည်းစေကူတာဖို့နဲ့အိမ်လေးတစ်လုံးစောက်ဖို့ပတ်စံတောင်းတာလို့ဆိုပါတယ်သူတို့လင်မယားနှစ်ယောက်လုံးကလည်းခြေကောင်းလက်ကောင်းတွေနဲ့ အလုတ်အတီတကြမရှိကြပါဘူးတယောက်အလုတ်သွားရင်ကြံတဲ့တယောက်ကကလေးနှစ်ယောက်နဲ့မနိုင်မနှင်းဖြစ်နေခဲ့တာပါမိခင်ကလည်းအခုလိုအခက်ခဲတွေဖြစ်နေတာကြောင့်ကိုသားသမီးကိုမပေးခြင်းနဲ့ပေးရမှာပဲလို့ဆိုပါတယ်တကယ်လို့များအကြီးမလေးကိုသိန်း၂၀နဲ့မွေးစားမဲ့သူမရှိပါကကလေးနှစ်ယောက်လုံးကိုကလေးများရဲ့မိခင်မခန့်နှင်းဝေစီကို ပေးပြစ်မှာလို့ဆိုပါတယ်အခုလို ပေးပြီးမှသူတို့နှစ်ယောက်ကဘัวကိုတစ်ကပြန်စမယ်လို့ မိဘမေတ္တာကြီးမားစွာနဲ့ပြောဆိုလာခဲ့ကြပါတယ်။သူတို့အင်တာဗျူးကိုကြည့်ဆူခဲ့ကြတဲ့သူတွေကတော့သူတို့လင်မယားနှစ်ယောက်ကိုဇပင်ဆေးဆိုးဖို့ကြပတ်စံစီပြီးကလေးတွေကိုကြရောင်းစားတယ်လို့အပြစ်တင်ဝေဖန်ပြောဆိုနေခဲ့ကြပါတယ်။ဒီဗီဒီယိုကိုကြည့်ဆူနေကြတဲ့သူတွေကရော အမောသမီးအကြီးမားလေးကိုယူရင်သိန်း20ပေးရမယ်ဆိုတဲ့လင်မယားကိုဗာပြောခြင်းလဲဆိုတာမှန်ခဲ့ကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်စုပေးကြတဲ့အတွက်ကျေးဇူးပါခင်ဗျာ